အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုတက္ကမတော့ကျွန်တော်မိတ်ဆွေဂျာသာပရိသတ်သမီးအားလုံးအတွက်30ရက်3လ2025ကနေ9ရက်4လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟော့ကင်းကိုကန္နာတခုချင်းစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေဂျာသာပရိသတ်သမီးဒီအဲဒီတပတ်စာကာလမှာဘလူကန်ဒီယားလေးတွေကြုံတွေ့ရတယ်လဲဆိုလို့ရှိရင်အဲတပတ်စာကန်ဒီယားလေးမပြောခင်ပါလေလက်ရှိကြုံတွေ့နေရတဲ့ကပ်ဘေးအန္တရာယ်တွေကနေ ကင်းဝေးကြပါစေလို့လေးလေးလေးအရင်ဆုံးမြတ်တာဖို့ဆုတောင်းရင်းနဲ့နှုတ်ခွန်းဆက်ပါရယ်ဗျာနော်အတကယ်ဆိုရင်ဒီတပတ်စာဟော့စတယ်လေးကနောက်ကျမဲ့အနေထားမှာရှိပါတယ်သို့တော့အခက်ခဲလေးအများကြီးရှိနေတဲ့ကြားထဲကနေမှအဲကျွန်တော်ဟော့စတယ်လေးကိုနားထောင်ပြီးတဲ့အခါမှာရှောင်းဆောင်လေးတွေသိအောင်ဆိုပြီးတော့အခက်ခဲကလေးကျွန်တော်လည်းရိုက်ကူပေးရတာဗောလေဘာကြောင့်လဲဆိုတော့မီးပြတ်နေတာတော်တော်ကြာပြီဗျအခုမိလာတဲ့အချိန်မိမလာငယ်အရှိအပုတ်လေးတွေမှာကျွန်တော်ရက်တဲ့ကမှဖြစ်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 နဲ့မိရတွေကကြာလိုက်ပြက်လိုက်လင်းနေခွေနိုင်မောင်ငွေနဲ့ဖြစ်သွားနိုင်တယ်အဲ့လိုမျိုးတွေဖြစ်နေရတယ်အခုတော့မှဒါ ဆက်လက်နိုင်ထိုးနေပြီပေါ့လေဆက်လက်နိုင်အောင်နည်းနည်းကြော်သွားပြီဗျ29ရက်နေ့ညဆက်လက်နိုင်ကြော်သွားပြီပေါ့လေအဲ့တော့အချိန်မီလေးရအောင်ကျွန်တော်ရက်ကူပေးတာဖြစ်တယ်အဲအဲ့ဒါလေးကြိုပြီးတော့ကျွန်တော်ပြောပြချင်ပါတယ်ဗျာနော်ဟုတ်ပြီအဲ့တော့ဂျာသရိသာသမီးတွေပေါ့လေဒီတစ်ပတ်ကာလမှာဘလို့ကံရလေးတွေကြုံတွေ့ရတတ်လဲဆိုလို့ရှိရင်အလုတ်ခံရဆပြောကြပါတော့ဗျာနော်အဲ့တော့ဒီကာလမှာအလုတ်ခံနဲ့ပတ်သက်လို့ရှိရင်ကောင်းအောင်မင်းကောင်းတာလေးတွေရှိသလိုညံ့တာလေးတွေလည်းရှိတယ်။သင်္ချာကားတော့ရံအတိုက်ခိုက်လေးတွေရှိတယ်ဆိုတော့လေမမေ့ပါနဲ့ဗျာနော်။ အဲ့တော့အဲ့ဒါလေးမပြောခင်ဝါသနာပါလို့ဒီတပတ်အတာကာလမှာထီထွက်တဲ့ဂိမ်းနဲ့သွားတိုက်တော့ထီထိုးမယ်ဆိုရင်ထီကဏလေးပေးခြင်းနဲ့ကနော်ထိုးမယ်ဆိုရင်တော့တစ်အစ6ဆုံးဆိုတဲ့ကဏလေးထိုးပြအောင်ထိုးပါလို့အကြံပေးခြင်းနဲ့နော်တစ်အစ6ဆုံးအကဏလေးထိုးပါကနော်ဟုတ်ပြီအဲ့တော့အလုတ်ကနေပတ်သက်ပြီးပြန်ပြောခြင်းနဲ့အလုတ်နဲ့ပတ်သက်လို့ရှိရင်လေအလုတ်မရှိတဲ့သူတွေဆိုရင်ဒီကာလမှာအလုတ်တွေပါရရှောင်းရထားတဲ့ဂိမ်းလို့ရှိတယ်သို့တော့အဲအရန်တိုက်ခိုက်တော့ရှိတာပေါ့လေနောက်တစ်ခါဆက်ပြောခြင်းနဲ့အလုတ်ရှိတဲ့သူတွေကကြတော့ရာဓုတွေပါရတိုးတက်တဲ့ဂိမ်းလေးရှိတယ် အဲ့တော့ရာထူးတွေပါရင်တို့မယ်အလုပ်တွေပါရင်ရမယ်ဆိုရင်ကောင်းတယ်လို့ယူရအဖြစ်ယူဆရတော့လည်းပဲတကယ်တကယ်မကောင်းဘူးဗျ။ဘာမကောင်းလဲမေးလို့ရှိရင်အမှန်တမ်းရံများတဲ့ကာလလို့ခေါ်တယ်။အလုပ်နဲ့ပတ်သက်ပြီးရံမကင်းဘူး။အိမ်နဲ့ပတ်သက်ပြီးရံမကင်းဘူး။နော်ပြိုပြတ်တယ်ဆိုတော့ကင်ယူလည်းမှာပါတယ်။ထားပါတော့အလုပ်တစ်ခုပဲဆိုကြပါစို့။ကို့ကိုမနာလို့တိုက်ခိုက်မဲ့သူတွေရှိတယ်ဗျ။အထက်လူကြီးတွေကကို့ကိုမျက်နှာစာလေးပေးလို့ကောင်းတဲ့နေရာထားရင်တော့မှမနာလို့ဝင်လို့တိုက်ခိုက်ပြီးဆွဲချဖို့အသင့်စောင့်နေတဲ့သူမျိုးလေးတွေရှိတယ်။အတွင်းရံလို့ခေါ်တယ်နော်။သတိထားပါ ဲ့တော့အလုံမှာရံမကင်းဘူးအဲ့ဒါလေးသိသိချင်းနဲ့အလုံနဲ့ပတ်သက်ပြီးတော့အပြင်သူကအိမ်နဲ့ပတ်သက်ရင်လည်းရံမကင်းဘူးပြိုတာပြက်တာတွေအားစားသွားဖြစ်တဲ့အတွက်အထူးဂရုစိုက်ကြပါလို့အကြံပေးပါရစေနော်ဟုတ်ပြီဒါအပြင်ငွေချင်းနဲ့ပတ်သက်ပြီးတော့လမ်းကြည့်တဲ့အခါမှာလည်းအားရနာတယ်တရားဝင်တထောင်ထွက်တဲ့ဂိမ်းမျိုးကြီးဖြစ်တယ်ဗျအပြောက်ပြက်အမရံများတယ်ဗျရံဝင်နဲ့ထွက်ဝင်နဲ့မမျှတာကိုဖြစ်နေတယ်ဒီကြားထဲမှာတေချာပေါက်ကြီးရမယ်ဆိုပြီးတေချာပေါက်တော့ရမယ်ဆိုတဲ့အနေထားကမရပဲနဲ့အချောင်းချောင်းချောင်းခက်ခဲဝါတာကြံ့ကြာဝါတာကိုယ်စီကနေတွေ့ဖွဲ့ဝါတာအဲ့ဒါမျိုးကြီးကြုံဝမ်းတတ်တယ်ဗျ ်အခုလကုံတော့မယ်ပေါ့လေမနက်ပြန်ဆိုတပတ်ခါဆိုလကုံပြီလကုံပြီးသူကတေရင်ဝင်လာဝဲကြံမယ်ကျွန်တော်တော့အပြန်ယူမြင်နေဗျအားလဲနားတယ်သူကလအမကုံသေးဘူးလစာအရင်ကုံနေပြီအဲ့လိုကိန်းခံမျိုးကြီးဖြစ်နေတယ်အနောက်လက်ကြည့်လိုက်တဲ့ခါမှာလဲကိုတယောက်တည်းအဆင်မပြေတာမဟုတ်ဘဲနဲ့အဲညီကောင်တော့မိသားမိသားစုစသည်အားဖြင့်သူတို့မှလည်းအခက်ခဲတွေအများကြီးတုံ့ဝန်းတက်တယ်အဲ့တော့ကို့မှာအလုပ်မှာပင်ပန်းတယ်အကျိုးခံစားမှုရလဲကြီးကြီးမားမားမရဘူးမင်းကတော့အဲ့ဒီလုပ်တွေနေရထိုင်ခင်းနေရနေပြောင်းရင်ချွတ်ချင်တဲ့စိတ်တွေပေါ်တယ်သို့တော့ပြောင်းရင်ကောင်းလာမင်းမကောင်းတော့မပြောင်းစီချင်ဘူးပေါ့လေ တော့မပြောင်းမလို့နားမယ်ဆိုလို့ရှိရင်နားလို့ရတဲ့အနေအထားဆိုတော့မရဘူးဗျကိုမမလုံလို့ရှိရင်အနောက်မှာလည်းကိုယ်မိခုံနေတဲ့သူတွေအများကြီးရှိတော့ဒီကလာမှာအန်ကျိတ်သိခံပြီးတော့လောက်အောင်မဲ့အနေအထားဖြစ်နေတာတွေ့ရတယ်ဒါဟာအရှိတရားဖြစ်တယ်ဒီကလာမှာကောင်းတာတွေဘလောက်ပဲကြုံကြုံပြပြလေလေကြုံတော့မျိုးမဟုတ်ပဲအနောက်ရှက်အတိုက်ခိုက်နေတဲ့နေလားငါလားထိတ်တရင်ဆိုင်တိုက်ခိုက်ပြီးတော့မှရတဲ့အောင်မြင်မှုကိုပဲရလိမ့်မယ်လူလကူကူတော့လုံးဝမရဘူးအဲ့ဒါလေးသိသိချင်းတယ်အဲကိုပိုင်စီဝိုင်းလုပ်ငန်းလုပ်ကနေတဲ့သူတွေဆိုလည်းဒီကလာမှာရောင်းမဝယ်ပါလေးတွေဖြစ်တာလုပ်ငန်းလေးတွေရက်တန့်သွားတာမျိုးလေးတွေစိုင်းငံ့သွားတာမျိုးလေးတွေဖြစ်တတ်တဲ့သဘာဝရှိတယ်နော် ဂယူဆိုင်ပါအဲ့ဒီလုပ်ငန်းတွေအများကြီးတက်ကမှာပေါ့အထူးသဖြင့်ပေါ့ဒီတောက်တာနံလို့ခေါ်တဲ့တန်တို့တို့တို့တစ်တို့ဟိုတယ်တက်ခုံကအဲ့လုပ်ငန်းလုပ်ကနေသူကတော့မဆိုးဘူးပေါ့လေကောင်းတယ်လို့တခြားသူတွေထက်စာရင်ကောင်းတယ်လို့ယူဆရတယ်ဗျဒါအပြင်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးအဲ့လုပ်ငန်းလုပ်ကနေတဲ့သူတွေတွေကောင်းတယ်ဗျမဆိုးပါဘူးဗျနော်အဲ့လုပ်ငန်းမှာထပ်ပြီးယဉ်ညွတ်နော်မျိုးလုပ်ရင်တင့်တော်ပါတယ်ဗျနော်အဲတို့တော့ဒီကရမှာလေစံစီစေးစားဆက်ပစ္စည်းနဲ့ပတ်သက်ပြီးရောင်းဝယ်ဖောက်ကားတဲ့သူတွေတွေကြတော့ကျွန်တော်တို့သားသမီးတွေကမှအញ្ញံအခက်တွေတွေသွားကြုံရတယ်တတိထားပေးပါဗျနော်ဒီချုပ်ဟာလေးတွေမှာ မင်းဆိုရတဲ့နဲ့ပတ်သက်ပြီးတော့အမှုကင်းဖြစ်တာရုံရောက်ခရောက်ပြဿနာလေးတွေဖြေရှင်းရတာအဲ့ဒါမျိုးတွေတွေ့ကြုံရတယ်။အဲ့မှာဂျာတာပရိသသမီးတွေဒီကလာမှာစနေအင်္ဂါဂျာတာပရိအိနေနန်တွေကိုအကြောင်းပြုပြီးပြဿနာဖြစ်မှုကျွန်တော်တွေ့မြင်တယ်။အဲ့မှာစနေခိုက်ရင်ဘာဖြစ်လဲမင်းရင်ခုနကပြောသလိုမင်းဆိုရတဲ့နဲ့ပတ်သက်ပြီးအမှုကင်းဖြစ်တဲ့အချောင်းအောင်ထောင်တန်းကြတာဖြစ်တဲ့ကျွန်တော်အဲ့ဒီခုလည်းနေကိစ္စမရှိဘူး။ဘာဆက်ဘူးလဲဆိုတော့အဲ့လိုစနေခိုက်ပြီးဆိုရင်အက်ဆီဒန့်ဖြစ်တဲ့ကိန်းတွေ့မြင်လို့ယောဂနဲ့ခန္ဓာကိုယ်မှာဖြစ်နေအောင်မှာစီးအဆုတ်အဆိုင်တွေနဲ့ပတ်သက်ပြီးဖြစ်တာနှလုံးနဲ့ပတ်သက်ပြီးယောဂတွေဖြစ်တာခွဲရဆဲရတာမျိုးတွေဖြစ်တတ်တယ် တို့အဲ့လိုမဖြစ်ရင်ဘာဖြစ်လဲဆိုတော့ဆိုင်ကယ်တို့ကားတို့အက်ဆီဒန့်အပြင်တခြားအကြောင်းအကျောင်းကြောင့်ပေါ့မိလောင်လာတို့ပောက်ကွဲတဲ့အရာတို့အဲ့ခုနကကတ်ယောဂဘေးရန်တွေရတဲ့အဲ့လိုမျိုးတွေတခုခုကြုံပြီးတော့ခနာကိုမှာပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရတာသွေးထွက်သံလို့ဖြစ်တယ်ဆိုတဲ့ဂိမ်းမျိုးကြီးဖြစ်ကိုဖြစ်တာများတယ်စိတ်ပူတယ်ပေါ့လေဆိုတော့အဲ့မှာတခုမှပြရစီဟိုလိုဒါစကားလေးလောက်အောင်တော့ကျွန်တော်ပြောရတာကွာတချို့တွေဆိုတော်တော်လေးပြင်းပြင်းထန်ထန်စိတ်ပူရတဲ့အနေအထားကြီးသွားဖြစ်တတ်တဲ့တို့ကဘာသာရေးလေးတွေအထူးဂရုစိုက်ကြပါသွားတဲ့လားတဲ့လမ်းကြီးလေးတွေဂရုစိုက်ကြပါလှုပ်တဲ့ကိုင်းတဲ့အလုပ်လေးတွေဂရုစိုက်ကြပါလို့ထပ်တယ်လည်းလည်းအကြံပေးခြင်းတယ် ပြီးတော့အဲ့မှာစနေအင်္ဂါကြာတာလေးလို့ပြောတယ်။သူကလူတွေမဟုတ်ဘူးပေါ့။ကြာတာလေးနံခိုက်ပြီးဆိုရင်မြင်ကလေးနဲ့ပတ်သက်ပြီးကိုကဓာတ်ရိုက်ထိတာမျိုးလေးတွေအဲ့ဒါကိုအကြောင်းပြုပြီးကိုရဲ့အိုးအိမ်တွေပါပြက်စီးတာတွေအားစားသွားဖြစ်တတ်တယ်။အမကိုရဲ့ဆွေမျိုးကြီးကမှတော့တက်ကြီးရောဖြစ်စီတရားရောက်ပေါ့လေ။အဲပြောတာတော့အားနာတယ်။ကွယ်လွန်ဆုံးမွားတဲ့သတင်းစကားတွေပါလေကြုံဝကြားရတာမျိုးတွေဖြစ်တတ်တဲ့တော့စိတ်မကောင်းစရာလေးတွေကြုံဝတတ်တယ်။ဒီကလာကိုတော့စိတ်သက်ကိုခံခံမှမှလေးထားပါလို့အကြံပေးခြင်းနဲ့ပြတော့။ဘာရောက်လဲဆိုတော့ ိုမခုနကအလုတ်ကိုင်းအိုဝင်စသည်အပြည့်အခက်ခဲတွေအများကြီးကြုံရကြားရတဲ့အနေအထားတွေမှာစိတ်တက်လေးတွေမခိုင်းပါလို့ရှိရင်နောက်ဆုံးပြလွတ်ချချလိုက်ခြင်းနဲ့စိတ်တွေအစားပေါ်တာမျိုးတွေအစားဖြစ်တော့တတိထားပါတော့အကြံပေးတာပါတေချာကတော့ဒီကလာဒီတဝူးတယောက်တည်းညံ့နေတာမျိုးတွေမဟုတ်ပဲတနိုင်ငံလုံးအခက်ခဲတွေဘောင်းဆောင်ကြုံနေရတာဖြစ်တဲ့အတွက်ဒီကလာမှာအသက်ရှင်ကြံပြီးတော့ကောင်းကောင်းကိုချင်းချင်းမမလေးရှိရင်ဝမ်းသာပါဒီကလာမှာချမ်းသာခြင်းလုံးမရဘူးဆိုတဲ့အနေအထားလေးဖြစ်တဲ့ကံအညံ့ခက်တွေရှိနေတယ် လက်ရှိအလုပ်ကနေနောက်အလုပ်ကိုကူပြောင်းတာလေးတွေလှုပ်လှုပ်ရှားရှားလှုပ်တာလေးတွေရှောင်ပေးပါဗျကိုယ့်ထက်ဆိုးတဲ့အနေအထားလေးတွေရှိနေတယ်ပြောင်းလိုက်ရင်ပူဆိုးမှစိတ်ပူတယ်အဲ့လိုအကြဲလေးတွေအဲ့လိုမျိုးလေးတွေဖြစ်နေတဲ့အနေအထားကိုမှထပ်ပြီးဒုက္ခပေးတဲ့အနေအထားတခုကဘာလဲမေးရင်အချစ်အိမ်တော်ကြီးပဲကြာသာလို့သားသမီးတွေဒီကနေ့မှအချစ်အိမ်တော်ကြီးအစင်မပြေမှုလေးတွေကွဲဝါးတဲ့အနေအထားမျိုးတွေပြတ်သွားတာလေးတွေဖြစ်တတ်တယ်သုံးဝင်ဆိုင်ပြဿနာတွေဖြစ်ပြီးဖြည့်ရှင်းရခက်တဲ့အနေအထားတွေဖြစ်တဲ့ရောဂါကရောပြဿနာတွေဖြစ်တတ်တယ်အတချို့ကအချစ်သူအိမ်တော်မှရှိရင်အဲ့လိုမျိုးဖြစ်တဲ့အပြင်ခုနကကျွန်တော်ပြောတဲ့နေ့နာလေးတွေပါရင်ကွဲတယ်ပြတ်တယ်ဗျမမြဲဘူးဗျ တချို့ကကြတော့တရားရဂနုံကွဲလာပြက်လာမှမျိုးပဲရှစ်လိုဝါခါနောက်ဆိုဝါခါသုံးဖို့ဆိုင်လေးဝိဇန်နေနဲ့ရှုပ်ရှက်ခတ်တဲ့အနေထားဖြစ်တယ်။ဒါအမြင်သူကချစ်သူမရှိတဲ့သူတွေရောအိမ်တော်မရှိတဲ့သူတွေဒီကာလမှာရုပ်တရက်အိမ်တော်တွေပါလေကြလို့ရှိရင်လည်းခိုးရလိုက်ပြရတဲ့အနေထားကြီးပြီးတော့မင်္ဂလာကိစ္စတွေရက်တန့်လိုက်ရတာဆိုင်းငံ့ဝါတာအကြောင်းကြောင်းကြောင့်သူကမင်္ဂလာဆောင်တဲ့အနေထားမှမဟုတ်တာဘူးဗျ။အဲ့တော့အဲ့လိုမျိုးအကြောင်းကြောင်းကြောင့်နောက်ရှက်ခံလိုက်ရတယ်ဖြစ်သွားတာမျိုးကြီးကြုံရတယ်။ပြီးတော့ချစ်သူအခုမှစထားတဲ့သူတွေဒီကာလမှာရတဲ့ချစ်သူကဘဝအတွက်ကောင်းတဲ့ချစ်သူအိမ်တော်မကောင်းမဟုတ်ဘူး။ တချို့တွေများဆုံးအပြုံမဟုတ်လူပြုံမဟုတ်တဲ့သူတွေနဲ့သွားဆောင်ရတာမျိုးတွေကျွမ်းတက်တယ်။နောက်ဆက်တွဲအနောက်ရှက်တွေပါလာတာမျိုးတွေဖြစ်ရင်အရှက်တကွယ်အကျုံနဲ့ပတ်ဝန်းကျင်မျက်နှာပေါ်လို့မရတာဖြစ်တဲ့အတွက်သတိထားပါလို့ထက်တယ်လည်းအကြံပေးခြင်းနဲ့ခြုံပြောရင်အခက်ခဲအတိုက်ချအနောက်ရှက်လေးတွေဖြစ်တဲ့စိတ်သောကလေးတွေစိတ်ပြမန်းတရားလေးတွေကျွမ်းတဲ့ကာလဖြစ်တဲ့အတွက်ဘာသာရေးလောက်ရမယ်အဲကြက်တပတ်တာကာလတွေမှာပါတယ်အဲ့တော့ဧပြီလ1ရက်2ရက်3ရက်4ရက်အရက်တွေကတော့အမရန်ကန်ကောင်းတယ်ဗျာနော်အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေလုပ်မှဆိုရင်အရက်တွေကောင်းတယ်လုတ်ပြအောင်လုတ်ပြီးဗျာနော် အဲ့ရကမှာခုနကလိုအမှုငင်ဖြစ်တဲ့သူတွေဆိုလို့ရှိရင်အဲ့ကလာမှာလွတ်မြောက်တယ်ပေါ့နိခုနကဂျင်းလက်ချက်ထဲကြုံနေရတဲ့သူတွေလွတ်မြောက်တယ်ခုနကလိုရံအတိုက်ခိုက်နေတွေနောက်ဆုံးပြရဘေးရည်ရည်နဲ့ကြုံနေရတယ်ဆိုရင်ကယ်ဆယ်မှအဲကယ်ဆယ်ခံရတဲ့ကာလလို့ခေါ်တာပေါ့နိကိုယ်ပြန်ပြီးကယ်ဆယ်ခံရတဲ့ကာလအဲ့ရပိုင်းမှာဖြစ်တယ်ဗျအဲ့တော့လွတ်မြောက်တယ်ဆိုတော့ကာလဖြစ်တယ်ယာရုတို့တာအလုံးမရှိရင်အလုံးရတာအဲ့ရပိုင်းမှာဖြစ်တာများတယ်ကောင်းတယ်ပေါ့သို့တော့မတ်လ30 31ရက်ဧပြီလ5ရက် အကြမ်းခိုက်တွေရှိတယ်။ထီမီခိုင်မီအက်ဆစ်ဒန့်တွေဖြစ်တာဆေးရုံစင်ကန်တက်ကတဲ့အနေထားမျိုးတွေတွေဖြစ်တာဆွေမျိုးသားချင်းကနေမကောင်းတဲ့သတင်းစကားလေးတွေကြားရတာမျိုးတွေဖြစ်တယ်နော်အထူးဂရုစိုက်ပေးပါအဲ့တော့အဝါရောင်လိမ်မော်ရောင်နှုတ်နှစ်ရောင်အဆဲရောင်အပြောင်တို့ကိုအရေးကြီးတဲ့လုပ်ငန်းဆောင်တော်တွေလုပ်ဆောင်တဲ့အခါမှာတုံဆွဲဝတ်ဆင်ပေးပါဒါအပြင်အောင်တပြေပန်းအုံညွန့်အုံပန်းဒဇင်ပန်းတက်ခွာပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုယ်တဲ့ဖခင်မှာဖခင်မှန်ကတ်တာပဲဖြစ်ဖြစ်နေအဲ့ကနေ့မှာအလပန်းအောင်ထိုးတာမျိုးပဲဖြစ်ဖြစ်ပြုလုပ်တုံဆွဲပေးပါ တော့ကျွန်တော်ကအញ្ញံခါလေးတွေပြေပြောက်ပြီးကောင်းတဲ့ကံလေးတွေပို့ကောင်းအောင်ရရရာလေးခြေရမယ်ပေါ့လေမချေမဖြစ်ခြေရမှာပေါ့အဲ့တော့ဘာလို့ကမလဲဆိုတော့ဒီကာလမှာရရရာအနေနဲ့ပေါ့လေအုံတမလေးချက်ပြီးတော့ဒါနပြုအာဟာရဒါနလေးပြုပြီးလူတန်းပေးပါဘယ်လိုလိုလိုရမလဲလဲအရင်ဆုံးမျက်စာပြားမှာကတ်မယ်ပေါ့အော်တိုမလေးချက်ပြီးလို့ရှိရင်ကို့အနီးနားမှာရှိတဲ့သူတွေဖြစ်စီနောက်အခုအဲလက်စာလေးလည်းထုတ်တော့မှာပါရတဲ့ပတ်စံလေးကိုအသုံးချပြီးတော့လေနည်းနဲ့များလည်းမဟုတ်ဘူးပေါ့အခုဟာကတ်ရောကလည်းပတ်သက်ပြီးတော့ဒီကတ်ဘေးနဲ့ပတ်သက်ပြီးတော့ အဲစာအုပ်တောင်းဖို့ခက်ခဲနေတဲ့သူတွေကိုဆိုလို့ရှိရင်လည်းအုံထမင်းချက်ပြီးတော့ဘူးလေးတွေနဲ့ပေါ့လေလူတန်းပေးစေချင်တယ်ဗျအဲဒါအပြင်ခုနကလိုလှုပ်သွားပြီးကူညီနေတဲ့သူတွေကိုလည်းအုံထမင်းလေးတွေချက်ပြီးတော့ဒါနာပြုလူတန်းပေးပါဗျာနော်အမရန်ကောင်းတဲ့ယရိယာလေးတစ်ခုဖြစ်လာနိုင်မယ်တကယ်လည်းလိုအပ်ပါတယ်နော်ဒီယရိယာလေးကတကယ်တကယ်လည်းလိုအပ်နေတဲ့ကာလဖြစ်တဲ့အတွက်လှုပ်ပြအောင်လုပ်ပေးရမယ်ဒါအပြင်ကြုံရတဲ့အညံ့အခက်လေးတွေပြေပြောင်းချင်တယ်ဆိုရင်မြေအိုးလေးတိုးတဲ့မှာ တဲလေး၂၀စုံလက်နဲ့စုပ်ပြီးတော့ထည့်မယ်ပြီးရင်အဲ့ထဲထဲကိုအုံညုံလေး၆ညုံစိုက်ပြီးတော့ကိုယ့်အိမ်ရဲ့အမြင့်တနေရာလေးမှာတင်ထားပေးလိုက်ကိုယ့်ရပြည့်လို့ရှင်တော့စွန့်ပြလိုက်ပါဗျဒါဆိုရင်ကြုံရတဲ့အញ្ញံခက်လေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေကအေကံမုတ်ချပူရေးကောင်းသွားပါလိမ့်မယ်ကျန်တဲ့ပရိသတ်မှုအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်